သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ၈ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗိုလ်တထောင်မြို့နယ်မှာအဲကွန်ဖွင့်အလုံးပိတ်ခန်းထဲမှာဟင်းအိုတူရာမှထွက်ပေါ်တဲ့မိကိုကြောင့်အသက်ရှူကျက်ပြီးအမျိုးသမီးနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းပိုတောင်မြို့နယ်မှာမိကိုမွန်အသက်ရှူချက်ပြီးမြို့သမီးနှုတ်ဦးသေဆုံးခဲ့ကြောင်းပရာဟိတအဖွဲ့ဝင်နဲ့ဒေသပြည်သူများကပြောဆိုကြပါတယ်။ယနေ့ဇွန်လ၈ရက်နေ့နနက်ပိုင်းမှာပိုတောင်မြို့နယ်အမှတ်6ရပ်ကွက်53လမ်းမှာရှိတဲ့တိုက်ခန်းတစ်ခုမှာအလုံးပိတ်ခန်းအတွင်းအဲကွန်ဖွင့်၍မြို့သမီးနှုတ်ဦးကအိတ်ဆက်ခဲ့ကြောင်း၎င်းတို့တည်ထားတဲ့ဟင်းအိုးကိုမိမပိတ်ဖက်အိတ်ဆက်ခဲ့ရမှဟင်းအိုးမှာတူးကမိကိုများထွက်လာပြီးအသက်ရှူချက်အမျိုးသမီးနှုတ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တည်ဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကိုဂျပန်ဆေးရုံတို့ဘူဂလီစီပရာဟိတအသင်းနဲ့အဖြူရောင်ကမ်းလက်လူမှုကွန်ရီရဲ့အသင်းတို့ကပူးပေါင်းပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။တည်ဆုံးတာကဒီနေ့9နာရီလောက်မှတည်ဆုံးတာပါ။မိကုမွန်ပြီးတည်ဆုံးတာလို့ဒေတာပြည်သူတဦးကပြောဆိုပါတယ်။မေလ၁ရက်နေ့ကလည်းစမ်းချောင်းမြို့နယ်ရွှေလောင်းလန်းတိုက်ခန်းလေးလွာမှာမိဆက်နှုတ်ရွေလေးအေးပေးဆက်အေကွန်300မှမိသားစုဝင်၄ဦးတည်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘန်ကောက်မြို့လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျမှုကြောင့်ကွန်ကရစ်အချက်လွာပိတ်မိပြီးမြန်မာအလုသမားတအုပ်တည်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရာမာ2လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမြေပြိုကျမှုကြောင့်ကွန်ကရစ်အချက်လွာပိတ်မိပြီးမြန်မာအလုသမားတအုပ်တည်ဆုံးသွားကြောင်းထိုင်းသတင်းများအရသိရှိရပါတယ်။ယနေ့နေ့အစောပိုင်းအသက်39နှစ်အရွယ်မြန်မာအလုသမားဟာလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့ရေမြောင်းအတွင်အလုလုနေစဉ်မြေပြိုကျပြီးကွန်ကရစ်အလွာချက်က၎င်းပေါ်ကိုပိတ်ကျလာကြောင်း ရင်းနောက်ကေဇေးသမားများကရေမြောင်းအောက်ခြေနုံအတွင်းကွန်ကရစ်ပြပိနေတဲ့၎င်းကိုကေဇေးနိုင်ခဲ့ပေမဲ့စေယုံတင်ပို့စဉ်ရရှိတဲ့ဒဏ်ရာများနဲ့တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာအ мян လန်းဆောက်လုပ်ရေးလုပ်ငန်းခွင်အစိပ်ပိုင်းဖြစ်ပြီးအ мян လန်းအောက်မှာရှိတဲ့ရေနုံမြောင်းအတွင်းဝင်ရောက်အလုပ်လုပ်နေစဉ်မြေပြိုကျမှုနဲ့ကွန်ကရစ်ချက်လွှာပိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလက်ရှိမှာထိုင်းအာဏာပိုင်များကမတော်တဆမှုဖြစ်ပွားခဲ့တဲ့အကြောင်းအရာကိုစုံစမ်းစစ်ဆေးနေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာနမ်ဆန်လီတက်အတွက်လေရင်စီတည်ဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သားနှုတ်နဲ့အတူတော်လန်ရေးတပ်ဖွဲ့ကဖမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှာနမ်ဆန်လီတက်အတွက်လေရင်စီတည်ဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သားနှုတ်နဲ့အတူတော်လန်ရေးတပ်ဖွဲ့ကဖမ်းဆီးမိကြောင်းအောင်ဆန်းလန်းနမ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ ယနေ့ဇွန်လ၈ရက်နေ့နံနက်ပိုင်းမှာနမောက်မြို့နယ်ဘက်မှအမြန်လမ်းဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေရင်စီပေါဆာကရင်အမှတ် 2B 8525ကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မိုင်းတိုင်အမှတ်266အနီးမှာစစ်ဆေးကဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်းရင်ကဟာပြည်သူများကိုလေကြောင်းနဲ့ဘုံကျဲတက်ဖြတ်ရန်လေရင်စီများကိုကျင်းပန်များစွာတည်ဆောင်ပေးနေတဲ့ရင်တစည်းဖြစ်ကြောင်းသိရှိရပါတယ်ဒီနေ့မနက်ပဲဖမ်းမိတာပါစီပေါဆာကားထဲမှာစီအပြည့်နဲ့ပဲအရာခံပုံမင်းထွက်ရဲ့လက်ပါစီနှစ်ယောက်နဲ့အတူဖမ်းမိခဲ့တယ် လက်ရှိတော့ဖမ်းမိသူတွေကိုစစ်ဆေးနေတော့မှရဲဘော်တွေအားလုံးနဲ့လုံခြုံတဲ့နေရာရောက်ပါပြီလို့အောင်ဆန်းစလန်နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါဖမ်းဆီးမှုကိုအောင်ဆန်းစလန်နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးလေရင်စီပေါက်စားကားနဲ့တူဖမ်းဆီးရရှိခဲ့တဲ့အရာခံပိုမင်းထွတ်ရဲ့လက်ပါစီနှုတ်ကိုစစ်ဆေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လွိုက်ကော်မြို့နယ်စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား20ကျော်သေဆုံးပြီးလက်နက်၈လက်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်လွိုက်ကော်မြို့နယ်မှာစစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား20ကျော်သေဆုံးသွားပြီးလက်နက်၈လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNTF တော်လှန်ရေးသတင်းအမြင့်ကပြောကြားပါတယ်။ဇော်လ3ရက်နေ့နနက်9နာရီခန့်မှာလွိုက်ကော်မြို့နယ်တပြေကုန်းပုံကြီးကျောင်းဝင်းအတွင်းမှာအခိုင်အမာတပ်ဆွဲထားတဲ့တပ်စခန်းကိုကရင်နီတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဲ့ဒီလိုတိုက်ခိုက်နေစမှာစီဆိုင်မြို့နယ်ဘက်မှထွက်ခွာလာတဲ့စစ်ကူစစ်ကြောင်းကိုထပ်မံ၍ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဒီလ3ရက်မနက်9:00လောက်မှတိုက်ခဲ့တာပါ။တပြေကုန်းရွာဆိုတာကလွိုက်ကော်မြို့နယ်ထဲကရွာပေါ့။စက်ခတွေကတော့လွိုက်ကော်မြို့ကနေထွက်ထိုင်တာများတယ်။စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေ PN တို့တွဲပြီးလာတာပါလို့ KNTF တော်လိုင်းရဲ့သတင်းရှင်းမြစ်ကပြောကြပါတယ်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား20ဦးထပ်မင်းသိမ်းဆုံးသွားပြီးစစ်ကောင်စီတပ်သားများအုံပြုတဲ့ MA1 အမျိုးအစားတနက်9လက် AK47 အမျိုးအစားတနက်တလက် MA4 အမျိုးအစားတနက်တလက် RPG အမျိုးအစားတနက်တလက်နဲ့အခြားလက်နက်ခဲယမ်းများတင်ယူရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ်နှစ်နဲ့အတူဗျူဟာအမှတ်နှစ်အောက်မှရှိတဲ့တပ်ရင်းများမဟာမိတ် တပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF အမှတ်နှစ်ဗျူဟာကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေရင်နဲ့နေစဉ်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၂ဦးသေဆုံးက၅ဦးပြင်းထန်ဒဏ်ရာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းပလဲမြို့နယ်ပလဲကန်ကောလမ်းပိုင်းမှာရှိတဲ့ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့နေစဉ်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၂ဦးသေဆုံးက၅ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတော်လန်ရေးသတင်းရင်းမြစ်များကပြောဆိုပါတယ်။ဇွန်လ၂ရက်နေ့မှာစတင်၍ ပလဲမြို့နယ်ပလဲကန်ခေါ်လမ်းပိုင်းမှာရှိတဲ့ကန်တောင်ကြီးရွာနယ်မြေရဲစခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့ဇွန်လ၈ရက်နေ့ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရပါတယ်။ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခြင်းမှစတင်၍ယနေ့အချိန်ထိအကြံဖတ်စစ်တပ်ကပြည်သူများနေထိုင်ရာကြီးရွာများကိုလေရင်နဲ့ပြက်မှတ်ထားဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူနှုတ်ဦးသိဆုံးပြီး၅ဦးတန်ရန်ရရှိခဲ့ပြီး ကြည်ရွာပေါင်း20ခန်းမှပြည်သူများမှဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်။စကန်းသိန်းတိုက်ပွဲကမပြီးသေးဘူး။စစ်ခွေးတွေဘက်ကဝိုင်းတွဲနဲ့ချလိုက်၊ Jet Fighter နဲ့ချလိုက်။မနေ့ကဆိုရင်စက်တက်လေဒီတွေနဲ့ပါညဘက်တွေပါချနေတာ။ Jet Fighter နဲ့ချတာကဗရောက်ကုန်းရွာကနွား၃កောင်တည်တယ်။ကြက်ရင်းမာကလူ6ယောက်မှ9ယောက်အပြင်းထန်ဒဏ်ရာရတယ်။အဖွားအိုတစ်ယောက်ကခေါင်းကိုကြည်စားထိမှန်ပြီးတည်တာ။လေရင်ကတော့နေတိုင်းလာတာပဲ။ဒီနေ့လဲဝိုင်းတွဲနဲ့ဘုံအလုံးကြီး90လောက်ချသွားတယ်။ ဂျက်ဖိုက်တာနဲ့ကလည်းအဆက်မပြတ်တက်လာပြီးဘုံကျဲတာရောပြစ်တာရောလုံနေတယ်လို့တော်လန်ကြီးသတင်းရှိမြစ်ကပြောကြပါဗျ။ဇွန်လ6ရက်နေ့မွန်လယ်2နာရီခန့်ကလည်းမင်းတိုင်ပင်ကျေးရွာအထက်တန်းကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူတို့ကောင်းပြတ်သေးဆုံးပြီးစာတင်ကျောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်းဒါအပြင်အကြမ်းဖက်စစ်တပ်ကအင်မတီကျေးရွာပြူစောတိစခန်းကိုထောက်ပို့ရဟတ်ရင်နဲ့စစ်သားအင်အားအပြည့်တင်ဆောင်ကခုနှစ်ကြိမ်ခန့်အားဖြည့်ထားကြောင်းသိရှိရပါတယ် အင်မတီတော်ရဟတ်ရင်နဲ့ခွန်းနှောက်ခောက်ချထားတယ်။တိုက်ပွဲဖြစ်တဲ့တရက်နေ့ကတည်းကစပြီး Jet Fighter နဲ့ကနှစ်စီးတွဲကြီးပဲတက်လာပြီးတိုက်နေတာ။ဝိုင်းတွဲနဲ့ကလည်းတစ်ခါချရင်တနားီနှစ်နားီအဲ့လိုပတ်ချနေတာ။တစ်ခါချရင်ဘုံအလုံး40 50အဲ့လိုချတာ။စက်တက်လေတီနဲ့ကလည်းညာတုံးကလည်းလာချသေးတယ်။တိုက်ပွဲအခြေအနေကတော့ဘာမှမသိရသေးဘူး။ဘေးရှောင်နေရတဲ့ပြည်သူတွေကလည်းများတယ်၊လေချောင်းကလည်းကြောက်နေရတယ်လို့တော်လန်ရေးသတင်းအမြင့်တဦးကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာပြည်သူလူထုနေထိုင်ရာကြေးရွာများကိုပိတ်မထားပြီး လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်နေမှုကြောင့်တာစီတရက်လာရွာသက်ညောင်ရင်တရက်ကံတလိုင်းကံကြောင်ဝန်းတူအောင်ချမ်းသာကိုပင်တို့အပအဝင်ကန်တော့ကြေးရွာအနီးတဝိုက်မှာရှိတဲ့ကြေးရွာပေါင်း20ခန့်မှာထောင်နဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာအဲ့ဒီနောက်ပုံမှန်33ဆိုတဲ့စောင်းပါရှင်ဆရာလှစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်နိုင်ငံတကာအလို့သမားအဖွဲ့ချုပ်ကြီးမှဇွန်လ9ရက်နေ့မှာ၎င်းတို့ရဲ့ဖွဲ့စည်းပုံပါ အပိုက်33အရမြန်မာစစ်အုပ်စုကိုစတင်ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်ပါတယ်။စစ်အုပ်စုဘက်မှအာဏာရှင်တို့ရဲ့လက်သုံးစကားဖြစ်တဲ့နိုင်ငံရေးအရရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုဟုပြောလာပြီးတရားမျှတမှုမရှိဗတ်လိုက်တဲလို့ဆွဆွဲတုံ့ပြန်လာခဲ့ပါတယ်။မြန်မာပြည်မှာစစ်အုပ်စုရဲ့အထက်မှလှုပ်အားပေးခိုင်းစေမှုနဲ့အလို့သမားသမကဖွဲ့စည်းခွင့်ဆိုင်ရာနိုင်ငံတကာသဘောတူညီချက်များကိုကြဲကြဲပြန့်ပြန့်ချိုးဖောက်မှုများရှိနေတာကိုတွေ့ရှိခဲ့ရလေဖြစ်ပါတယ်။ ဒီအတွက် ILO က2023နိုဝင်ဘာလကတည်းက၎င်းတို့စုံစမ်းတွေ့ရှိချက်များကိုအခြေပြုပြီးစစ်တပ်မှအတင်းအကျပ်ခိုင်းစိန်နေမှုများအဆုံးသတ်ရန်အလို့သမားသမဂ္ဂအဖွဲ့ဝင်များကိုဖမ်းဆီးနေခြင်းများရက်ဆိုင်ရန်အပါအဝင်လိုက်နာလှုပ်ဆောင်တင့်သည့်များကိုလမ်းညွှန်အဖြစ်အကြံပြုထားခဲ့ပြီးဖြစ်ပါသည်သို့တော်လည်း၎င်းတို့ရဲ့အကြံပြုချက်များကိုစစ်အုပ်စုဘက်မှဖုတ်လေတဲ့ငပိမရှိသည့်အလားလစ်လျူရှုလာခဲ့ပါတယ်။ယခုအခါမှာတော့၎င်းတို့တက်ကြွစွာအကောင့်ထဲပေါ်နေသည်ကိုမမြင်ချင်းရောက်ဆောင်နေတယ်လို့နတ်တန်နှောင်းပြောဆိုလာပြီးဖြစ်ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကိုဂျီနီဖာမှာကျင်းပနေတဲ့133ကြိမ်မြောက်နိုင်ငံတကာအလုတ္တမညီလာခံကြီးမှချမှတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ကန့်ကွက်တဲ့နိုင်ငံဟူ၍ရုရှားတရုတ်ဘယ်လာရုစ်နဲ့လာအိုတို့သာရှိပါတယ်။ ILO ကပထမကမ္ဘာစစ်အပြီးဗာဆိုင်းစာချုပ်ရဲ့တစိ့တပိုင်းအဖြစ်1919ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ယင်းမှာအပြင်းထန်ဆုံးသောပုံမှန်နဲ့အရေးယူလိုက်ခြင်းပင်ဖြစ်ပါတယ်။ ILO ရဲ့ရာစုနှစ်နဲ့ချီလာတဲ့တမိုင်းကြောင်းမှာပုံမှန်33ကိုတတိယအကြိမ်မြောက်ထုတ်သုံးခဲ့ခြင်းဖြစ်ပါတယ်။ တတရအကျဉ်းဆို၍နိုင်ငံသုံးနိုင်ငံဟုယူဆပါကမှားယွင်းပါလိမ့်မယ်။မြန်မာပြည်ဟာ2000ပြည့်နှစ်မှာတကြိမ်၊2025မှာတကြိမ်ဖြစ်ပြီးဒုတိယအကျဉ်းဖြစ်2023မှာ၎င်းတို့ကိုမြောက်ပင့်ပေးနေတဲ့ဘယ်လာရုစ်ကိုအလို့သမားသမကဖွဲ့စည်းခွင့်ကိုဆူဆူရွရွချိုးဖောက်နေခြင်းကြောင့်အရေးယူခဲ့ခြင်းဖြစ်ပါတယ်။ ILO မှအတင်းအဓမ္မစစ်သားစုဆောင်းနေမှုများအားရက်တန်ရန်လဲတောင်းဆိုထားပါတယ်။ရင်းဆုံးဖြတ်ချက်အရနိုင်ငံတကာကုမ္ပဏီများအနေနဲ့စစ်အုပ်စုရဲ့အလို့သမားအခွင့်အရေးချိုးဖောက်နေမှုများကိုတိုက်ရိုက်တော်လကောင်း တွေ့ဝရွေတော်၎င်းအားပေးခြင်းအလိုတူအလိုပါလှုပ်ဆောင်နေခြင်းများကိုတွေ့ရှိကတည်င်းပို့ရန်လဲတောင်းဆိုထားပါတယ်။ပုံမှန်33ရက်တက်ရောက်မှုများအနေနဲ့၁အယလိုရဲ့ဤပညာပူပေါင်းဆောင်ရွက်မှုနဲ့အကူအညီများရက်ဆိုင်ခြင်း၂တတ္တမန်ရေးအရာဖီအားများကုလသမဂ္ဂအေဂျင်စီများမှပေးအပ်တဲ့အကူအညီများရက်ဆိုင်ခြင်းတတ္တမန်အတိအမှတ်ပြုမှုရက်ဆိုင်ခြင်းစစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်းများပါဝင်နိုင်ပါတယ်။၃နိုင်ငံတကာကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံမှာယင်းဤမြုံနယ်မှုများပြုတ်လုရန်ဒို့မဟုတ်လက်ရှိလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရန်စဉ်းစားကြပေမည်။အချို့သောကုန်ပစ္စည်းတင်သွင်းမှုများရက်ဆိုင်သွားခြင်းမျိုးလည်းဖြစ်လာနိုင်ပါသည်။၄နိုင်ငံတကာကုန်အမတ်တစိုက်ကြီးများ brands များအနေနဲ့မြန်မာမှာရှိတဲ့၎င်းတို့ရဲ့ထောက်ပံ့ရေးခွင့်ဆက်များ supplies chain မှာလူအခွင့်အရေးနဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိမရှိစစ်ဆေးရန်ဖိအားပေးခြင်းခံရမှာဖြစ်ပါသည်။၅ အလုတမအခွင့်အရေးချိုးဖောက်မှုမှာပါဝင်ပတ်သက်တဲ့စစ်ကောင်စီခေါင်းဆောင်များကိုနိုင်ငံတကာတရားရုံးမှာတရားစွဲဆိုခြင်းခံရနိုင်သည့်အထိလန့်ခင်းပေးနိုင်ပါတယ်။အဆိုပါအချက်အလက်များဖြစ်ပေါ်လာနိုင်သည်ကိုကြည့်ပြီးဆိုက ILO ရဲ့ပုံမှန်33ဟာမြန်မာနိုင်ငံအပေါ်ဓာတ်ရိုက်စီးပွားရေးပိတ်ဆို့မှုများချမှတ်ခြင်းမျိုးမဟုတ်ပေမဲ့စစ်ကောင်စီအပေါ်နိုင်ငံတကာဖိအားကိုမြင့်တင်ပေးပြီးနိုင်ငံတကာယင်းနှမြုံနှံမှုနဲ့ကုံတွယ်ရေးမှတက်ရောက်မှုများရှိလာနိုင်ကစစ်ကောင်စီရဲ့မရှိမဲ့ရှိမဲ့ဂုံတိတ်ခါနဲ့စီးပွားရေးကိုထပ်မံထိခိုက်စေနိုင်ပါတယ်။ စစ်အုပ်စုအဖို့အစိုးရတရက်အဖြစ်လှုပ်ဆောင်တင့်သည့်များကိုလစ်လျူရှုနေပြီးလူတို့ရဲ့စားဝတ်နေရေးကိုပုံမှန်အနေထားတိုင်းရောက်အောင်မြည်တိုးမြလုံနိုင်စွမ်းမရှိတော့၎င်းတို့အသက်ဆက်နိုင်ရေးအတွက်ကြောင်းနှင့်အရွယ်မိန်းကလေးကိုပင်လက်ပြန်ကြိုးတုပ်ဖမ်းဆီးရန်ဝန်မလေးကြတော့သည့်အထိအောက်ခြေမှာတူတလူငါတမင်းထင်ရန်ဆိုင်နေကြပြီဖြစ်ပါတယ်။အိုင်ယယ်လိုမှအခုလိုဆုံးဖြတ်လိုက်ခြင်းဟာစစ်အုပ်စုရဲ့ဤမျိုးစုံနဲ့ပြိနှိပ်ခံနေရတဲ့မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကမှတ်ချက်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။ ပြည်သူတို့ရဲ့တရားသောတွန်းလှန်စက်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတွန်းလှန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ